ဟယ်လိုဘာလို့မင်္ဂလာပါဒီအော်ဒီယိုကိုနောက်ထပ်လေးရဲ့ဒီကကိုယ့်ဘွားကြီးကမလိုလားဒါတို့ကြောင့်လေးပင်နေတယ်ပေါ်ပါနေဘူးမအေးချမ်းနေဘူးဒုက္ခတွေများနေတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်ပြတ်ပြတ်မမြင်ရတဲ့ချင်းတန်းကြီးလောက်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ပြတ်ပြောင်းခြင်းဆိုတာမျိုးပေါ့နော်ကျွန်တော် time management မှာဆိုလို့ရှိရင်အာ technique လေးတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ အချင်း important metrics တွေမှာပါတဲ့ဟာပေါ့။အဲ့ဒါပါလဲဆိုတော့ဟိုကိစ္စရဲ့တစ်ခုကအရေးတော့မကြီးဘူး။ဒါပေမဲ့အလင်းစလိုလုပ်ဖို့လို့လိုရပေါ့လေ။ not important bad အချင်းပဲ။အဲ့လိုမျိုးကိစ္စရဲ့ဒီဆိုလို့ရှိရင်သူကတောင်းရတဲ့ tenants ရှိ။အဲ့ဒါပါလဲဆိုတော့ delegate ဆိုတဲ့ဟာမျိုးပေါ့နော်။လွှဲလွှဲပေးလိုက်တာ၊လွှဲပြောင်းပေးလိုက်တာ။ for example မီတာကဆောင်ဖို့ရှိတဲ့ကိစ္စ။အဲ့ဒါဆိုမီတာကဆောင်ရမယ့်ကိစ္စအရေးတော့ကြီးတယ်။ဒါပေမဲ့ဘယ်လိုပြောရမလဲ။ အားကျတော့အဖြစ်တယ်ပေါ့နော်အရင်ကြီးကိုအတွက်ကအရင်ကြီးနေဘူးအဲ့တော့ဘယ်သူလို့လို့ရတယ်ပေါ့နော်ဆိုအဲ့လိုမျိုးဆိုတရားကိုကော်လက်လွဲခဲ့အဲ့မှာ PC တစ်ခုပြတ်တယ်စပိန်ပြတ်တယ်ကားပြတ်တယ်ဆိုလို့ရှိရင်ပြင်လိုက်တဲ့သူကိုကိုကသွားပြီးတော့လက်လွဲလိုက်ရပေါ့နားလေးကိုတပ်ပြေးလိုက်ပါဆိုတဲ့အားမျိုးပေါ့နော်အဲ့တော့လုပ်ငန်းဆောင်တာ test တွေကိုတက်ဆိုင်ရသူမျိုးစီကိုလွှဲပြောင်းပေးခြင်းရကိုယ့်အခြေအနေကိုစစ်ဖြစ်တယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဘုရားမှာလည်းမလိုဘဲထမ်းထားရတဲ့ဘယ်လို window ဝင်ပုံးတွေကိုဆိုင်ရဆိုင်ရတွေစီကိုလွှဲပေးလိုက်ပါဟဲ့ကိုက ငွေကြီးတွေကြောင့်နော်ကိုယ်မှာရှိတဲ့ငွေကြီးတွေပျောက်ပြတ်မှာခိုးမှာနော်ငိုင်းလာခိုးမှာနော်ဆုံးရှုံးမှာနော်အဲ့လိုမျိုးဆိုရင်းနေရဆိုလို့ရှိရင်ငွေကြီးတွေကိုမန်စီကိုလွှတ်ထားလိုက်ပါတဲ့ပြီးလို့ရှိရင်ကိုယ်ကမိတက်တဲ့အရာတွေကိုလည်းမက်ဆစ်စာအုပ်တွေလွှတ်ထားလိုက်အရာအဲ့အကြောင်းအရာအလုံးကိုနော်ဒီကောင်းထဲမှာမှတ်ထားနေရဆိုလို့ရှိရင်အရင်လေးပြင်နေတယ်ပေါ့လေအဲ့တော့ကိုယ်ကလည်းလောမကိစားရည်ဆိုလို့ရှိရင်လည်းပဲကောင်းထဲမှာမှတ်ထားပဲနဲ့လုတ်စာအုပ်ထမယူထားလိုက်ဒါမှမဟုတ် to do list မှာထည့်ထားလိုက်အဲ့လိုမျိုးဆိုဒါပြီးရင်ဘာလုပ်ရမလဲဆိုတော့ကိုပေါ်ပါနဲ့တည်လိုက်လေကိုနဲ့တည်လိုက်ပဲပေါ့လေ နောက်တစ်ခုကအဲ့လိုဘွားမှာတင်းနေခံနိုင်တဲ့အရာတွေနော်စီတီကန်စီကတိစားရတူကိုလည်းကိုယ့်ရဲ့အတွင်းတိပငယ်ချင်းတွေစီကိုဖွဲထားလိုက်ပါအဲ့တော့ဘွားမှာကိုယ်ကြောင့်လည်းခံစားနေကြမျိုးပေါ့နော်ကျွန်တော်တို့မှာမိတ်ဆွေရှိတယ်၊တငယ်ချင်းတွေရှိတယ်၊ကျွန်တော်ယုံရတဲ့ချစ်သူခင်တွေရှိတယ်နော်။အဲမိသားစုဝင်တွေရှိတယ်နော်။အဲ့တော့ကိုယ့်ရဲ့မကျင်မချက်တွေတင်းခံနေတဲ့ဟာတွေနော်။စိတ်ကြီးခဲ့စရာတွေသူတို့တွေကိုကိုကလွှဲပြောင်းပစ်လိုက်ခြင်းအဖြစ်နော်။ကျွန်တော်တို့မှာညီအဖြစ်ပေါ်ပါသွားတယ်ပေါ့နော်။အဲ့လိုပဲသူချစ်သူနဲ့နော်။အဲတိဆောက်ထားတဲ့ခရီးသစ္စာတွေကိုလည်း ချစ်သူကိုလည်းထင်မြင်ဖို့အတွက်ရွေးထားလိုက်တာကျွန်တော်အဲ့အတွက်ကိုအရင်ကြီးစိုးရိမ်နေစမ်းမလို့ပေါ့လေအဲ့တော့ဒါကတော့ဟိုလွှဲပြောင်းခြင်းဆိုရယ်နော်မီလန်လေးကိုကျွန်တော်တို့ဘက်မှာကျင့်တောင်းလိုက်လို့ဆိုရှင်ဖီးနဲ့ပေါ်ပါလာမယ်ပေါ့လေအဲကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကပဲဒီဟာလေးနဲ့ဆက်ဆက်ပြီးတော့ဟိုနားထောင်ရတဲ့အကြောင်းလေးတစ်ခုရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ဘက်မှာပူပန်ရတဲ့ကိစ္စတွေရှိရပေါ့လေအဲ့တော့ဘယ်ပူပန်ရတဲ့ကိစ္စတွေပဲဖြစ်ဖြစ်သူကဟိုအပိုင်းသုံးပိုင်းပိုင်းလို့ရရပေါ့ ပမာဥဒ္ဓမရမှာလဲဆိုတော့ဟောတော့ဒေကိစ္စအဖြစ်ပြောကြည့်လိုက်တယ်ဗောလေဆောင်ပွဲအကြောင်းပူပန်နေရတယ်ဆောင်ပွဲ research အကြောင်းပူပန်နေရတယ်နော်ဒါမှမဟုတ်အကုံစင်းလို့အကြောင်းပူပန်နေရတယ်နော်အဲ့ဖြစ်မလို့ကိုရိုးပူပန်စေတဲ့နေရာတွေစတော့ရောက်စေရတယ်အဲ့ဒါတွေနော်ပိုင်းလိုက်မယ်ဆိုလို့ရှိရင်ကိုကိစ္စလားဗောနော်ကိုဘာလို့လုပ်ရမလဲဆိုတာမျိုးဗောသူဒီပူပန်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ကိုကိစ္စလားနော်ကိုကိစ္စမဟုတ်ဘူးဆိုလို့ရှိရင်သူကိစ္စလားနော်နောက်တစ်ခုကကြောက်လဲဆိုတော့ကိုကိစ္စလည်းမဟုတ်ဘူး တကိစ္စလည်းမဟုတ်ပြောချင်တာကိုလည်းတော့လို့မရဘူးသူလည်းလို့မရဘူးအဲ့ဒါမျိုးဆိုလို့ရှိရင်တော့ less နော်တပိုင်းရကြပါလဲဆိုဘုရားကိစ္စလည်းဘုရားကိစ္စလည်း universe တို့ဆိုလို့ဖြစ်နော်ဟိုကျန်ချောင်းတရားလို့နော်ပြောလို့ရှိလို့ရှိရင်ကျန်တဲ့သူနော်ဟိုတတ်ပါဆိုလည်းဆိုင်တဲ့ဟာလေးပေါ့အဲ့တော့ကိုကိစ္စလည်းမဟုတ်ဘူးသူကိစ္စလည်းမဟုတ်ဘူးဆိုလို့ရှိရင်တော့ဘုရားကိစ္စပေါ့နော်အဲ့ဒါတွေကကိုယ်ကမှလုပ်လို့ရရတယ်မဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးလုပ်လိုက်လို့ဆိုလို့ရှိရင်စိတ်ပန်းဆိုင်ရာဟောဒီကိစ္စတော့ငါလည်းလုပ်ရတဲ့ဟာဆိုရင်လုပ်ဖြစ်သွားတယ် ဒီကိစ္စကတော့သူလုံးမရတဲ့ကိစ္စဆိုလို့ရှိရင်အဲသူ့ progress လုပ်ရဲဟာမျိုးနော်အဲသူ့နဲ့လက်ဆိုင်တဲ့ဟာမျိုးနော်အဲ့လိုမျိုးသူလည်းလုံးမရကိုလည်းလုံးမရဆိုလို့ရှိရင် okay ဒီတိုင်းလက်ထားလိုက်တဲ့ဟာမျိုးပေါ့နော် surrender လုပ်လိုက်တာအဲ့တော့သူသူ failure အဲလောက်ရမယ်လူကြီးလုပ်ပြီးသွားလိမ့်မယ်အဆင်ပြေသွားဟာမျိုးရှိလိမ့်မယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဗာလဲဆိုတော့ဒီ double cancel လို့ဆိုလို့ရှိရင်တွဲပေါ်မှာမလို့မလို့လားအတားရကြောင့်လေးတင်ရဆိုလို့ဆိုလို့ရှိရင်လန်ဝဲချင်းဆွဲဟာမျိုးပေါ့နော်လက်တောင်းပေးချင်းဆွဲဟာလေးကိုစဉ်းစားကြည့်ပါဟိုပို့ပြီးတော့နေလေးကောင်းလာတယ်။ Thank you